မရဒေါ်နယ်ထရမ့်ကသူ့ရဲ့တွင်းကုန်အခွန်ကောက်ခံမှုကရထားတဲ့ငွေတွေကအမေရိကန်ပြည်သူတွေကိုတယောက်အနည်းဆုံးဒေါ်လာ2000စီ ပေးမယ်လို့ True Social လူမှုကွန်ရက်ကနေဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာထပ်လောင်းပြောကြားလိုက်ပါတယ်။မနေ့နိုဝင်ဘာလ9ရက်နေ့ကလည်းလူမှုကွန်ရက်ကတစ်ဆင့်ဒီကိစ္စကိုပြောကြားခဲ့ပါသေးတယ်။တွင်းကုန်အခွန်ကောက်ခံမှုကရထားတဲ့ငွေဟာဒေါ်လာ trillion နဲ့ချီရှိနေပြီဖြစ်ကြောင်းမနေ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီကနေ့တနင်္လာနေ့မနေ့10နာရီခွဲလောက်က True Social မှာရေးထားတဲ့အထက်မှာတော့နိုင်ငံခြားတိုင်းပြည်တွေက ကောက်ခံထားတဲ့ Twin Coin အခွင့်အရေးဟာအများအပြားရှိနေပြီးဒီငွေတွေတဲကဝင်ငွေနဲ့တူတဲ့အလဲအလှဝင်ငွေရှိသူတွေကိုဒေါ်လာ2000စီပေးသွားမှာဖြစ်ကြောင်းပြောထားပါတယ်။ဒီအခွင့်အရေးတွေကိုနိုင်ငံကတင်နေတဲ့အကျွေးတွေဆက်မယ်ဆိုတာကိုလည်းပြောထားပါတယ်။အခုပေးမဲ့အထက်ဝင်ငွေများတဲ့သူတွေမပါဘူးလို့မနေ့ကထုတ်ပြန်ချက်မှာပြောထားပါတယ်။ဒါအပြင်ဒီဒေါ်လာ2000ကိုဘယ်တော့ပေးမယ်ဘယ်လိုပေးမယ်ဆိုတဲ့အသေးစိတ်ကို ဒီကနေ့လည်းထည့်ပြောမထားသေးပါဘူးစီးပွားရေးပညာရှင်တွေနဲ့ကျွမ်းကျင်သူတွေကတော့တွင်းကုန်ခွန်တိုးကောက်မှုကြောင့်အမေရိကန်ပြည်သူတွေပေးလဲရတဲ့ငွေပမာဏကအခုသမ္မတထရန့်ပေးမယ်ဆိုတဲ့ဒေါ်လာ2000တဲ့အများကြီးပိုများကြောင်းပြောကြပါတယ်ဒါအပြင်တွင်းကုန်ခွန်ကောက်ပြီးရထားတဲ့ငွေကအခုသူပေးမဲ့ဒေါ်လာ2000စီကိုကာမီလောက်တဲ့အထိမများဘူးလို့လည်းထောက်ပြပြောဆိုကြပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ